အင်ဖြူတော်ဘေးဥပုံရုံခန်းထဲမှာယူကရိန်းသမ္မတကိုအပြင်းထန်တင်းမောင်းခဲ့တာကနေစပြီးသမ္မတဗလာဒီမာပူတင်ကိုအလက်စကာမှာကော့ဆောနေခင်ပြီးကြိုးဆိုတာအထိယူကရိန်းစစ်ပွဲနဲ့ပတ်သက်လာရင်သမ္မတဒေါ်နန်ထရန်ရဲ့တန်တမန်ကြီးရာကြိုးပမ်းမှုတွေကရလက်ကောင်းတွေမရသေးပါဘူး။ဒါပေမဲ့ကြာတာရီနီကသမရပူတင်နဲ့နှစ်နာရီကြာဖုန်းပြောဆိုမှုအပြီးမှာတော့သမရထံကဒါရီကပြောင်းလဲသွားပါလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။ because of my relationship with president putin i thought ကျွန်တော်တို့ဒီစစ်ကိုရပ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒါကသမ္မတပူတင်နဲ့ကျွန်တော်ရဲ့ဆက်ဆံရေးကြောင့်ပါမြန်မြန်ဆက်ဆံပြီးသွားနိုင်မယ်လို့ကျွန်တော်ထင်ခဲ့တာပြီးတော့ဒါတက်အရင် အရှိအလေပိုင်းကိုလုတ်ခဲလိမ့်မယ်လို့ဘယ်သူကထင်ခဲ့မှာလဲလို့သမ္မတထံကပြောဆိုပါတယ်သမ္မတနှစ်ဦးဖုံးပြောဆိုမှုအတွင်မှာသမ္မတပူတင်ကသမ္မတထရန့်ကိုအမေရိကန်လုံတူမာဟော့ဒုံးကြီးတွေယူကရိန်းကိုမပို့ဖို့တတိပေးခဲ့တယ်လို့ခရီမလီနန်းတော်ကပြောပါတယ်။ အဲ့ဒါကယူကရိန်းတမရနဲ့တမရထရန်နဲ့တောက်ကြနေမှာအင်ပီရိုမာတွေ့ဆုံတဲ့အခါပြောဖြစ်ကြမယ်လို့မျှော်လင့်ရတဲ့ကိစ္စပါဒီတစ်ပတ်အစောပိုင်းကလည်းတမရထန်ကဒီကိစ္စကိုသူ့သဘောတူနိုင်မယ်လို့အရေးမွတ်ပြောခဲ့ပါတယ်ဒါပေမဲ့တမရဘူတင်နဲ့ဖုံးပြောဆိုပြီးနောက်မှာတော့သူ့လေတံပြောင်းလဲသွားပြန်ပါတယ် we uh we can't deplete ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကျွန်တော်တို့အမေရိကန်ပြည်ထောင်စုအတွက်လည်းဒီ Tomahawk တွေလိုအပ်ပါတယ်ကျွန်တော်တို့မှာအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့လိုအပ်ပါတယ်ကျွန်တော်တို့အကုန်သုံးလိုက်လို့မရပါဘူးလို့ Tamara Donan Trunka ပြောဆိုတာပါယူကရိန်းတပ်ဖွဲ့တွေကတော့ဒီတိုမာဟော့တုံးကြီးဟာရုရှားနဲ့စစ်ပွဲမှာအခြေအနေကိုပြောင်းလဲသွားနိုင်တယ်လို့ယုံကြည်နေကြပါတယ်။ဒီ cruise တုံးကြီးတွေဟာကီလိုမီတာ1600အထိပြစ်ခတ်နိုင်ပြီးတစ်စင်းကိုဒေါ်လာ2တန်းခွဲလောက်တန်ကြီးရှိပါတယ်။ ဒီတော့မှဟော့တွေကတော်တော်လေးအစွမ်းထက်တဲ့လက်နက်လို့ကျွန်တော်ထင်နေပြီးတော့သူတို့ကစစ်ပွဲကိုအကောင်းဘက်ကိုအခြေခံကြကြပြောင်းလဲပေးနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့စီရင်ကျင်းကျင်သူတို့ကလည်းပြောဆိုပါတယ်စီရင်ကျင်းကျင်သူတွေကဒီတော့မှဟော့ဒွန်တီတွေဟာသမရပူတင်ကိုညှိနှိုင်းရေးစစ်ပွဲတွေစီကိုခေါ်ဆောင်လာမဲ့ထိရောက်တဲ့အသာစီလက်နက်တစ်ခုဖြစ်လာနိုင်တယ်လို့ဆိုပါတယ်တစ်ဖက်မှာလည်းရုရှားနဲ့တင်းမာမှုတွေပိုဖြစ်လာနိုင်တဲ့အနေအထားလည်းရှိနေပါတယ်ရှင် against sending ဩစတြေးလျနိုင်ငံစစ်နီမြို့နာကပွန်တိုင်းကမ်းခြေကနေတမရမာကမ်းခြေထိရှိလျားတဲ့ လှပတဲ့ကံယူရန်တစ်လျှောက်ဟာလီဟာပြင်အမှုပညာပြပွဲတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ Sculpture Bind the Sea ပပူးပြပွဲကအမှုပညာကိုလူတိုင်းလက်လန်းမိနိုင်အောင်ဖန်တီးပေးလိုက်တာပါ။ We love the audience here too. ကျမတို့ဒီကပရိသတ်တွေကိုလည်းသဘောကျပါရယ်။များသောအားဖြင့်သူတို့တွေကအမှုပညာပြခန်းတွေကိုသွားလို့မရှိတဲ့သူတွေပါ။အဲဒါကျမတို့အတွက်အရေးကြီးပါတယ်။အမှုပညာကိုလူတွေလွဲလင်းတကူခန်းစားနိုင်အောင်ဖန်တီးမယ်ဆိုတဲ့စိတ်ကူးပေါ်လို့ပြပွဲမှာပါဝင်ပြသသူတို့ကပြောဆိုပါရယ်။ ပြပွဲစကတဲ့ကပါဝင်ခဲ့သူ James Rogers ကသူ့ရဲ့ Siren Song ဆိုတဲ့ပပုလက်ရာအတွက်ဒေါ်လာ9000စုချင်းရရှိခဲ့ပါတယ်။ဒီပြပွဲဟာလာကြည့်သူ9သိန်းနီးပါးကိုဆွဲဆောင်နိုင်မယ်လို့မျှော်လင့်ရတဲ့ပွဲတစ်ပွဲဖြစ်ပေမယ့်ပွဲတော်အတွက်ရမုံငွေဒေါ်လာ2သိန်းလိုနေတာကြောင့်ပွဲဖျက်ရမလို့ဖြစ်ခဲ့ပါတယ်။နောက်ဆုံးရက်သက်တပတ်အလိုမှမှပွဲစီစဉ်သူတွေကနောက်ဆုံးမိနစ်အကူအညီတစ်ခုကိုရရှိခဲ့ပါတယ်။ ဒါပေမဲ့ပြပွဲရံပုံတွေကလာမယ့်နှစ်တွေမှာလည်းဆက်လိုနေမှာကြောင့်တိုက်ပွဲကမပြီးဆုံးသေးဘူးလို့စီစဉ်သူတွေကဆိုပါတယ် We're definitely hopeful for the future of Sculpture by the Sea but Sculpture by the Sea ရဲ့အနာဂတ်အတွက်ကျွန်တော်တို့တကယ်အမျှော်လင့်ချက်ရှိပါတယ်ဒါပေမဲ့စိန်ခေါ်မှုကလည်းရှိနေအောင်ပါပဲကျွန်တော်တို့ပြပွဲအနာဂတ်ကတော့တိတ်ပြီးအမခံချက်မရှိပါဘူးလို့ပြပွဲကိုဦးဆောင်စီစဉ်သူကပြောဆိုပါတယ် New South Wales ပြည်နယ်ရဲ့အမှုပညာရံပုံငွေကလာမယ့်နှစ်မှာ2021ခုနှစ်ကပမာဏကိုလျှော့ချသွားမှာဖြစ်ပါတယ်။ဒါပေမဲ့လူတွေကဒီအမှုပညာနဲ့နောက်ခံရှုခင်းကိုခံစားဖို့အလုံးရင်းနဲ့လာရောက်နေကြပါတယ်။ Right next to the best friend အញ្ញံကောင်းပါတယ်။ခင်ဗျားမှာကဘာပေါ်မှာအလှဆုံးနေရာရဲ့ဘေးမှာအခမဲ့အမှုပညာပြကန်တစ်ခုရှိနေတာလေလို့ပြပွဲလာပရိသတ်တို့ကပြောပါတယ်။နောက်ပရိသတ်ဆုံးတဲ့တရေကလည်းတော်တော်လေးကောင်းပါတယ်။ ကျွန်တော်တို့ကကြေးလက်မာနေတာဆိုတော့ဒါကိုကြည့်ဖို့လာခဲ့ကြတာပါပြီးတော့ကျွန်တော်တို့ဒီလိုအံ့ဩစရာကောင်းတဲ့ကံယူရန်ကိုလာရောက်ခန်းစားခွင့်ရတာအရေးကြီးတယ်လို့ကျွန်တော်ထင်ပါတယ်လို့ပြောဆိုပါတယ်ဒါပေမဲ့လည်းလူအများအားပေးကြိုက်နှစ်သက်ကြတဲ့ဒီပပူပြပွဲဟာလာမယ့်နှစ်တွေမှာဆက်လက်ကျင်းပနိုင်ရေးကတော့မရေမရဖြစ်နေသေးပါပဲရှင် တက်တပတ်အတိုင်းမှာဆိုမာလီယာလူမျိုးရာပေါင်းများစွာဟာအင်လန်းညုံတွေနဲ့အတူဘတ်စကားတွေနဲ့ခီးသွားလာကြပြီးတခါမှမရောက်ဘူးသေးတဲ့နိုင်ငံရဲ့ဒေတာတွေကိုလေ့လာဖို့အခွင့်အရေးရနေကြပါတယ်။အသက်အရွယ်မျိုးစုံကလေးတွေဆဲကျော်တက်တွေနဲ့လူကြီးတွေဟာဒီကိုလာပြီးပျော်ရွှင်မှုရှာဖွေကြပါတယ်။လုံခြုံရေးပုံမှန်ကောင်းမွန်လာတာနဲ့အမျှခီးသွားလုပ်ငန်းဟာမြို့ပြဧရိယာကိုကျော်လွန်တိုးချဲ့လာလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်လို့အင်လန်းညုံကပြောပါတယ်။ ကလအုပ်စည်းတာတွေနဲ့အတူတူထမင်းစားတာတွေဟာရိုးရှင်းပေမယ့်အဓိပ္ပာယ်ပြောရတဲ့ခီးစင်မှာ လူအတော်များများအတွက်နှစ်ပေါင်းများစွာတွင်ပထမဆုံးအချိန်လွတ်လွတ်လပ်လပ်ခီးသွားလာတာလည်းဖြစ်ပါတယ်ကျွန်တော်တို့အတွက်ဒါဟာအံ့ဩစရာကောင်းပြီးထူးခြားတဲ့အတွေ့အကြုံပါပဲဒီလိုခီးစင်မျိုးအတွက်ဒီကို ပထမဆုံးအချိန်ရောက်ခူတာဖြစ်ပြီးတကယ်ကိုကျေးဇူးတင်ပါတယ်လို့ပြောဆိုခဲ့ပါတယ်အချက်အလက်တွေအရရတတပတ်ကို လူပေါင်း150ခန့်ဒီခီးတွေမှာလဲပတ်တယ်လို့သိရပါတယ် ကျွန်တော်တို့ရဲ့ခီးစဉ်တွေဟာမိုဂါဒီရှူမျိုးတော်ရဲ့လုံခြုံရေးတိုးတက်ကောင်းမွန်လာလို့ရရှိခဲ့တာပါလူတွေဟာလုံခြုံတယ်လို့ခံစားရပြီးရှုခင်းတွေကိုလာရောက်ခံစားဖို့ဖိတ်ခေါ်နေပါတယ်လို့ဆိုပါတယ်စေစုနှင့်များစွာကြာမြင့်ခဲ့တဲ့ပြည်တွင်းစစ်ပွဲတွေစစ်သွေးကြွအုပ်ချုပ်မှုနဲ့အေရှာဘတ်တပ်ဖွဲ့ရဲ့ကြာရှည်ပုံကံမှုတွေနောက်ပိုင်းမှာဆိုမာလီယာဟာပြန်လည်ထူထောင်ရေးစီကိုဖြည်းဖြည်းချင်းဦးတည်နေပါတယ်ဒီလိုခီးစဉ်လေးတွေဟာပုံမှန်ဘဝစီကိုပြန်သွားရလမ်းကြံပေါ်က ခြေလန်းလေးတွေလိုခန်းစားစေရပါတယ်ရှင်။